အထူးကြကြကျွန်တော်ဘင်းစတက်အစီဝေးမှာအစီဝေးအခမ်းအနားစတင်ကြောင်းကြီးညာပြီးကြတယ်ကျွန်တော်တို့ကမြန်မာနိုင်ငံမှာရှိတဲ့ဘောနော်ဂလင်တန်သင့်ခံစားခဲ့ရတဲ့အသက်ဆုံးရှုံးခဲ့ရတဲ့လူတွေထိခိုက်ဒဏ်ရာရတဲ့လူတွေအဲတပင်းအိုးရင်ဆုံးရှုံးခဲ့ရတဲ့ကျွန်တော်မြန်မာပြည်သူလူထုကိုစာနာထောက်သားသောအဖြစ်ဂါရဝပြည်သူအဖြစ်အားလုံးကညီသက်ပြောကြနိုင်ငံခေါင်းဆောင်တွေတက်ရောက်လာတဲ့လူတွေအားလုံးကတမိနစ်ညီသက်ပြောကြဂါရဝပြုတ်ခဲ့တယ်ဆိုတာလည်းကျွန်တော်တွေ့ရပါတယ်အဲပြီးရင်ကျွန်တော်ဘင်းစတက်အစီဝေးပေါ့နော်ဘင်းစတက်အစီဝေးမှာလည်းအဓိကက ဒီဟိုဘင်းစတက်ရဲ့သူ့ရဲ့ဒါဆောင်ဖုတ်တွေသူ့ရဲ့ဒီမှတ်ချက်တွေရှိတယ်ဒါတွေရောအောင်မြင်စွာဆွေးနွေးနိုင်ခဲ့တယ်ဒါအပြင်ဒီနေရာမှာထူးထူးခြားခြားကကျွန်တော်ဘင်းစတက်အဖွဲ့ဝင်နိုင်ငံတွေကလည်းနိုင်ငံချင်းအလိုက်ကသူ့ရဲ့ပေါ့နော်ဟိုသဘာဝဘေးဒဏ်ခံစားမှုတွေရှိခဲ့တယ်ရှိခဲ့တဲ့အတွက်ကြောင့်မလို့အိန္ဒိယနိုင်ငံအနေနဲ့ဒီသဘာဝဘေးဒဏ်ကိုဒါကုညီကယ်ဆယ်ရေးသဘာဝဘေးဒဏ်နဲ့ပတ်သက်ပြီးသူတင်နာပြုလို့ရသဘာဝဘေးဒဏ်နဲ့ပတ်သက်ပြီးတော့ဒါအတွေ့အကြုံခလဲနိုင်ရေးအတွက်ဒီသဘာဝဘေးဒဏ်ကုညီကယ်ဆယ်ရေးသဘာဝဘေးဒဏ်နဲ့ပတ်သက်တဲ့ပညာပြန်ပွားရေးအတွက် စင်တာတစ်ခုစောင့်မယ်ဆိုတာကိုသူကဟိုအဆိုပြုခဲ့ပါတယ်အဆိုပြုခဲ့ပြီးအားလုံးကလည်းသဘောတူခဲ့တယ်ဆိုတာအကြံပေးရမယ်သဘောတူခဲ့တယ်ဆိုတာကျွန်တော်တွေ့ရတယ်အဲဒါတွေကတော့ဟိုကဘာဘေးအနေနဲ့ပတ်သက်လာပြီးတော့ကြပို့ပြီးတော့ကျွန်တော်တို့လှုပ်လှုပ်နိုင်ပေါ့ပါပေါ့နော်ပို့ပြီးတော့ကြနိုင်ငံချင်းချင်းပေါင်းစည်းနိုင်တဲ့ဟာတွေကိုကျွန်တော်တို့တွေ့ခဲ့ရပါတယ်ဒီနေရာမှာပေါ့နော်ကျွန်တော်ပြောချင်တာကပေါ့နော် ခုချိန်မှာလည်းဒါဒီနိုင်ငံတွေမကွာအောင်ကျွန်တော်အာဆီယံနိုင်ငံတွေကျွန်တော်တို့အိန္ဒိယချင်းနိုင်ငံတွေတရုတ်နိုင်ငံလာအိုနိုင်ငံဒါပြင်ဟို အဲ့ဒီနိုင်ငံတွေအောင်ပြီးရင်ကျွန်တော်ဒါရုရှားနိုင်ငံလို့လို့နိုင်ငံကြီးမျိုးတွေအပြီးရင်ကျွန်တော် UAE လို့နိုင်ငံမျိုးတွေကျွန်တော်ခဏခဏပြောပါတယ်ကျွန်တော်နိုင်ငံကိုဒီဘာနော်ဟိုခုချိန်ထိလေရင်နေနဲ့ကူညီနေတာပေါ့နော်18နိုင်ငံ18နိုင်ငံလောက်ရှိပါတယ်လေအစည်းအဝေးဆိုရင်ဒီနေ့ဆိုကျွန်တော်ထင်ပါတယ်60ကျော်သွားပြီဖြစ်ပါတယ်နိုင်ငံတကာကကဘာကကျွန်တော်မြန်မာတွေငလင်းနိုင်ခံစားခဲ့ရတယ်အဲ့ငလင်းနိုင်ခံစားခဲ့ရတာတွေကိုဘောနော်အားလုံးကဘောနော် ကူညီကြတယ်အားလုံးကစာနာထောက်ထားကြတယ်အားလုံးကနားလဲကြတယ်အားလုံးကဝိုင်းဝန်းပြီးတော့ကြဆောင်ရွက်လိုချင်စီရှိကြတယ်အားလုံးလည်းလက်တွေလည်းလိုင်းဝိုင်းဝန်းပြီးတော့ဆောင်ရွက်နေရလဲကျွန်တော်တွေ့ရမှာပဲဖြစ်ပါတယ်ပြောရမယ်ဆိုကဘာကမြန်မာကိုအာယုံဆိုင်နေတယ်မြန်မာပြည်သူလူထုမြန်မာပြည်ကကျွန်တော်မြန်မာနိုင်ငံကြီးကငလင်တန်းကိုဘယ်လိုခံခဲ့ရလဲငလင်တန်းကိုဘယ်လိုမျိုးရင်ဆိုင်နေလဲငလင်တန်းနဲ့ပတ်သက်ပြီးတော့ကြာကြာဒီသဘောအဘိဓာန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘယ်လို စီးလုံးလုံနေလဲဆိုတာအားလုံးကအာယုံစိုက်နေတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်မြန်မာပြည်သူလူထုအနေနဲ့ကလည်းတဘာဝဘေးဒဏ်ကိုစီးစီးလုံးညီညီညွတ်နဲ့ရင်ဆိုင်ကြပါစီးလုံးညီညီညွတ်နဲ့နိုင်ငံတော်အစိုးရအနေနဲ့ကလည်းနော်ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုအတက်နိုင်ဆုံးအရှိန်အဟုန်နဲ့အမြန်ဆုံးလုပ်သွားမှာဖြစ်တယ်။အနှစ်တော်ဝီပြောရမယ်ဆိုတော့မြန်မာစီးလုံးမှုကိုပြပါမြန်မာစီးလုံးမှုကိုပြဖို့လိုပါတယ်ပေါ့နော်အားလုံးအာယုံစိုက်နေတဲ့အချိန်မှာမြန်မာဟာဘလို့မျိုးဆွဲရှိတယ်ဘလို့မျိုးကြန့်ခိုင်တယ်ဆိုတာပြဖို့လိုတယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်